ဆရာတော်ဗျာဆရာတော်တွေပြည်ကြတော့ရွတ်ဖတ်တည်းစေတဲ့အခါမှာလူပုဂ္ဂိုလ်တွေကအတူတူလိုက်ပြီးတော့ရွတ်ဖတ်တည်းစေလို့ရပါသလားဗျာရွတ်ဖတ်နိုင်တယ်မရွတ်ဖတ်နိုင်ဘူးဆိုတဲ့ဟာတော့သူစံစာထဲမှာမပါဘူးအတူတူရွတ်ဖတ်မယ်ဆိုရင်ဘာကြောင့်ရွတ်ဖတ်တင်လဲဆိုတာပုံပုံစဉ်းစားပြမယ်မရွတ်တင်ဘူးဆိုရင်ဘာကြောင့်မရွတ်တင်လဲဆိုတာပုံစဉ်းစားပြဒါကတော့သူ့ရဲ့အခြေအနေပေါ်မူတည်တယ် ဆရာတော်တွေကိုပင့်ပြီးတော့အိမ်မှာဆရာတော်တွေရဲ့တီလာကုံတမန်ကြီးကိုပညာကုံအားကိုပြီးတော့ပြည့်ရွတ်တယ်ပြည့်နေတယ်ဒီမေတ္တာတော့ကိုယ်ကလည်းပဲလွတ်ရတာပဲအဲလွတ်မရနဲ့ပဲစာအုပ်ကြည့်ပြီးတော့ရွတ်နေတယ်ဒါပေမဲ့ဆရာတော်တွေရဲ့တီလာကုံတမန်ကြီးကိုပညာကုံဒီပြည့်ကြီးကိုနားလေတယ်သူတို့ရဲ့မေတ္တာအဲ့ဒါကိုခံယူဖို့အတွက် ်သင်ပြီးတော့ရွတ်တယ်ဆိုရင်တော့ဘုံမတင်တာတော့လိုက်မရွတ်သင်ဘူးလို့ယူဆတယ်။ဆရာတော်ကြီးတို့လေးစားတဲ့အနေနဲ့ဆရာတော်ကြီးရဲ့တိလသမားရဲ့ပညာကိုအာဂုံကို လေးစားပြီးတော့ဟိုရွတ်တဲ့နာယူနောက်နာရတဲ့ခါမှလည်းပဲစိတ်ကတန်နေတော့အေးအေးချမ်းချမ်းထားဖို့အဲ့လိုလုပ်တယ်ဆိုရင်တော့ဟိုအင်္ဂလိပ်လိုပြောတဲ့ blessing ဆိုတယ်ပရိတ်တရားတော်နေရလာတဲ့ မင်္ဂလာတရားတွေအဲပေးရန်ကင်းမှုတွေအဲ့ဒါတွေရနိုင်တယ်လို့ဘုံမှာယူဆတယ်ယုံကြည်တယ်နောက်တစ်ခုကဘာကြောင့်ယွတ်အတူတူယွတ်မယ်ဆိုဘာကြောင့်တူတူယွတ်သင့်တယ်ဟုတ်တံပနာမဟေအတူတူယွတ်ကြအောင်တဲ့ပရိတ်တရားမယွတ်ခင်တွေမှာအဲ့ဒီဟာလေအဲ့စကလုံးလေးပါတယ်အဲ့ဒါကတိုက်တွန်းတာပရိတ်တရားတော့တူတူယွတ်ရအောင်ယွတ်တဲ့နေရာမှာ ဆရာတော်ကြီးတွေရွတ်တာလည်းပဲလူတဦးတယောက်ဟိုဒုက္ခရောက်နေလို့ဒါမှမဟုတ်လူတဦးတယောက်အတွက်အအချိန်ခါအဲအရာဟိုဘူးရှောက်ထားလို့ပြည့်သွားရွတ်တာမျိုးမဟုတ်ပဲနဲ့ပြည့်ရွတ်တာဆရာတော်ကြီးတွေကတတ္တဝါအလုံးတွေရွတ်တယ်ဘုသူတည်းတည်တယ်မဟုတ်အလုံးတွေရွတ်တယ်တတ္တဝါအလုံး နံပါတ်နဲ့ဆရာတော်ကြီးတရားတရားရွတ်တဲ့တပည့်တရားတော်ရွတ်တဲ့နေရာမှာတရားတော်ပူဇော်တဲ့အနေနဲ့ဓမ္မပူဇာမြတ်စွာဘုရားပူဇော်တဲ့နေပုဒ်ထပူဇာအဲ့လိုပူဇော်ပြီးတော့ရွတ်တယ်ဆိုရင်တော့ရွတ်တင်တယ်လို့ပြောရတာအတူတူရွတ်တင်တယ်လူတရားလည်းပဲလိုက်ပြီးတော့ပူဇော်တာပေါ့အဲ့တော့ဘုန်းကဓမ္မစကြာတော့ရွတ်မယ်ဆိုရင်ဥပမာလူတယောက်ဆိုင်ပွဲဖြေခံနေသူစိတ်ချမ်းသာအောင်စိတ်ချမ်းသာပြီးတော့စိတ်ငြိမ်ပြီးတော့ စာဖြည့်တဲ့နေရာမှာကောင်းကောင်း concentrate လုပ်နိုင်အောင်ဒါရုပ်ပေးတယ်ဆိုရင်သူ့အကြောင်းသူ့ရဲ့ဒုက္ခသူ့ရဲ့စိတ်ဖြစ်စီအဲ့ဒါလေးကိုဘုံမှာတွေးပြီးတော့ဟောသွားရုပ်ပေးတာနောက်ဓမ္မစကြာနဲ့သူဖြစ်တဲ့ဟာနဲ့အဲ့ဒါကိုဆက်ဆက်ယူပြီးတော့သွားရုပ်ပေးတယ်အဲ့လိုသွားရုပ်ပေးတယ်ဆိုရင်တော့ဘုံမှာတပါးတည်းပဲယူချင်တယ်အမှန်ပါဗျာသွားပြီးတော့လိုက်ပြီးတော့ယူမဲ့တန်ဃာတွေလည်းပဲဘုံမှာ အဲ့လိုသူတို့စိတ်ကိုပြင်ဆင်ထားမယ် mental preparation တားလေးလုပ်တယ်အဲ့လိုမဟုတ်ဘူးဒါနေ့စဉ်ဘုန်းတို့ကဓမ္မစကြာကိုပူဇော်နေတဲ့ဟာတခြားဘုန်းတွေလည်းပူဇော်စေခြင်းနဲ့အဲအင်းသက်တတ်တဲ့နေရာမှာအားလုံးကဓမ္မစကြာတော့ကိုဝိုင်းပူဇော်ပြီးတော့အကျိုးကျေးဇူးတွေရရရှိအောင်ဘုန်းတော်အကုန်လုံးဝိုင်းယူစေခြင်း အကောင်လုံးဝိုင်းရွရင်သူကအင်္ဂလိပ်ပြောမှဆိုရင် group therapy ခေါ်တာပေါ့ဝိုင်းပြည့်ကြည့်တဲ့ခါကျတော့အကောင်လုံးက participate လုပ်တယ်အကောင်လုံးက active ဖြစ်တယ်ပေါ့အဲ့လို active ဖြစ်တဲ့ကြောင့်မလို့ဘုန်းတော်ကရွတ်နေတဲ့အချိန်မှာစိတ်ကတခြားမရောက်ဘူးတမာတိပို့ဖြစ်တယ်တချို့လူကြတော့နားပဲထောင်နေဆိုရင်သူတို့က passive ဖြစ်တယ် ဒါဆိုဟိုကသွားတွေးလိုက်ဒီကတွေးလိုက် တချို့ကပြိတ်နာနေတယ်ဟိုသားသမီးကိုဒါလေးလုပ်တယ်မဟုတ်တော့ပြိတ်ရွတ်နေတယ်ဆရာတော်ရွတ်နေအဲသားသမီးကိုဟိုခိုင်းတယ်ဒီခိုင်းတယ်စိတ်ကဟိုရောက်ဒီရောက်ရောက်တယ်ဒီချို့ကြောင့်လည်းပဲဟို iPhone ကြီးဒီလိုဆိုရင်တော့ပြိတ်တရားတွေအကျိုးသိမရအောင်အဲ့ဒါကိုပြင်ပြင်မယ်ဆိုရင်ကဲဒီပြိတ်တရားတော်ကြီးဒီစာကိုကြီး အဲ့လိုပေါ့အဲ့တော့အင်္ဂလန် Oxford ကျောင်းမှာဓမ္မစက်ချာရွတ်တာဟုတ်ကဲ့မြန်မာအခေယံနဲ့ဓမ္မစက်ချာတို့လှုပ်ထားတယ်အင်္ဂလိပ်အခေယံ Romanize အခေယံနဲ့လှုပ်ထားတယ်နောက်ပြီးတော့ယူရီယာအခေယံနဲ့လှုပ်ထားတယ်နောက် Spain အခေယံနဲ့လှုပ်ထားတယ်စာမျက်နှာလည်းအတူတူပဲကဲစာမျက်နှာ၅ရွတ်မယ်ဆိုရင်၅ဖလန်ကြည့်လိုက်ဘာသာနဲ့အတူတူပဲအဲ့လိုမျိုးလှုပ်ထားအကောင်လုံးရွတ်ဖတ်စေချင် တော့ရွတ်ဖတ်တဲ့ခါကျတော့သူတို့ကိုယ်တိုင်ဝိရိယပို့ပြီးအားဆိုင်ရတာအဲ့ဒီတွေ့လဲသူတို့ရတာပေါ့ investment ကပို့များတာပို့များဒါကြောင့်ဟိုလိုက် ပြီးတော့ရွတ်တင်လားမရွတ်တင်ဘူးလားဆိုတဲ့နေရာမှာအခုဒီပြောခဲ့တဲ့အနေထားလေးကိုအကဲခံဆရာတော်တွေကိုပင့်ပြီးတော့ကဲမွေးနေ့ရှင်တယောက်အတွက်ဘေးရွတ်ပေးတယ် ဒါနေမကောင်းတဲ့လူတပည့်ယူပေးတယ်ခီးသွားမဲ့လူတပည့်ယူပေးတယ်ဆိုတာဒီဆရာတော်ရဲ့တိလကုံတမန်ကြီးကိုပညာကုံကိုဥစားအားကိုးပြီးတော့ကိုယ်ကလုပ်တယ်အဲ့ထဲမှာကိုယ်ကလိုက်ပြီးရင်ကိုဝင်ရောက်ပြီးတော့ဆွတ်ဖက်ရတယ်ဟုတ်တယ်မလားအဲ့ဆရာတော်ကိုပဲကိုက attentive ပြန်နားထောင်နားတခုကတော့တကယ်လို့ဆရာတော်ကဒီမှာပြည့်ကျွတ်တာဘာအကြောင်းထူးမှမရှိဘူး သတ္တဝါချမ်းမချမ်းသာဖို့အတွက်နားတဲ့လူတွေအားလုံးချမ်းမချမ်းသာဖို့အတွက်ဆိုရင်နားတဲ့လူကဆရာတော်ကြီးတွေပေါ်မှာထားတဲ့တရားတရားအဟံတိလကုန်မာရုပညာကိုယုံကြည်တဲ့ဟာအဲ့ဒါလေပါဆိုရင်အဲ့ဒါတစ်ဖက်ရတယ်တစ်ဖက်ခါလည်းပဲကိုကလိုက်ပြီးတော့ယုတ်တယ်ဆိုရင်အဲ့ဒါတစ်ဖက်ထပ်ရတယ်ယဉ်ကျေးမှုအရာကတော့ဆရာတော်ကြီးဥဆောင်နေစဉ်ဆရာတော်ကြီးရှင်းဥဆောင်ပါစေကိုကနေယုတ်တဲ့ခါမှာရှင်းရနေသွားရမျိုးမလုပ်ဘူးဒါမျိုးဒါတော့ယဉ်ကျေးမှုပါ 다로서 안에 바음받되고 밀가도문을 바음받하고 신. 아